လာမယ့်ရွေးကောက်ပွဲအတွက်လူလူလုံဆော်မှုလုပ်တဲ့နေရာမှာပါဝင်ဖို့အမှုပညာရှင်တွေအနေနဲ့စိတ်ပါဝင်စားမှုနဲ့နေတဲ့တဲ့င်းကိုတော့အီမမမွန်ကအခုလိုပေးပို့ထားပါတယ်ရှင်။2015ထွေထွေရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲကော်မရှင်ပြည်ကြားရေးဝန်ကြီးဌာနနဲ့အမှုပညာရှင်တွေပူးပေါင်းပြီးလူထုကိုပညာပေးမှုတွေလှုပ်သွားဖို့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ထားပါတယ်။ဒါပေမဲ့အမှုပညာရှင်တွေဘက်ကစိတ်ပါဝင်စားမှုအားနည်းနေတယ်လို့ Rider Mighty ကသုံးသပ်ပြောဆိုလိုက်တာပါ။ လူနေမှာသဘာတွေကအများဆုံးအဖြစ်ကတိတ်ပြီးတော့ဒီဟိုဟုတ်လေနိုင်ငံရေးဘက်ကိုစိတ်မဝင်စားကြဘူးအခုသားပါတော့သူတွေရဲ့ဟိုရုပ်ရှင်အတိုင်းဝိုင်းမှာကိုပဲဟလာမင်းသားလားမင်းသမီးလားကနိုင်ငံရေးဘက်မှာစိတ်မဝင်စားကြဘူးဖြစ်နေစိတ်မဝင်စားတာလည်းခုနစိတ်မဝင်စားနိုင်အောင်ပေါ့လေဟိုနှစ်ပေါင်းများစွာကဒါနိုင်ငံရေးဆိုတာမလုပ်တဲ့အကြောင်းတရားဆိုပြီးတော့ဒီလိုမျိုးထားတော့အခုထိကိုလည်း မလုံနိုင်ဘူးပေါ့တကယ်တော့အမှန်မှန်ဟိုရုပ်ရှင်သမားတွေပဲထားပါတော့နော်ရုပ်ရှင်သမားတွေဆိုလို့ရှိရင်သူတို့ရဲ့စောင့်ဖို့ရှိတယ်ဟိုရုပ်ရှင်ဒီပြည်သူအတွက်ဆိုတော့ရုပ်ရှင်ဒီပြည်သူအတွက်ဆိုတော့ရုပ်ရှင်ဟိုရုပ်ရှင်ရိုက်တာဝင်ပဲပြောတာမဟုတ်ဘူးပြည်သူအတွက်ဆိုတော့ပြည်သူတွေကောင်းအောင်မလုပ်ပေးနိုင်တယ်လေဆိုရဲဟာပေါ့တို့တွေအခုဒီရွေးကောက်ပွဲဆိုလို့ရှိရင်ဒါဟိုအမှန်တန်ပြည်သူအတွက်လုပ်ပေးရမယ်ဟာပေါ့နော်အဲ့တော့ဟို ဲ့တောင်ဝင်လေးမယူကြသေးဘူးပေါ့မကြည့်ကြသေးဘူးရွေးကောက်ပွဲမှာမဲဆင်းသွားကြည့်ဖို့နဲ့လူလူစိတ်ဝင်စားဖို့အတွက်နိုင်ငံရေးပါတီတွေနဲ့ရပ်ဖက်ဖွဲ့စည်းတွေကစောင့်ကြည့်လှုံ့ဆော်မှုတွေလည်းရှိနေပါတယ်။ဒီအချိန်မှာအမှုပညာရှင်တွေဘက်ကပါဝင်လာရင်လူလူကိုဆွဲဆောင်ဖို့ပုံမအားကောင်းလာမှာဖြစ်ပါတယ်။ 2015ထွေထွေရွေးကောက်ပွဲကိုလာမယ့်နိုဝင်ဘာလဆန်းမှာကျင်းပမယ်လို့ကော်မရှင်ကကြေညာထားပြီးလက်ရှိမှာလည်းအခြေခံမဲဆင်းတွေထုတ်ပြန်နေပေမဲ့လူထုကမဲဆင်းသွားကြည့်ဖို့စိတ်ဝင်စားမှုအားနည်းနေတာပဲဖြစ်ပါတယ်။အဲ့တော့ဟို2010အတွေ့အကြုံမှာရော2012ဂျာပြတ်ရွေးကောက်ပွဲအတွေ့အကြုံမှာရောဒီပြည်သူလူထုဒေကပေါ့နော်ဒီတဲ့ကအများစုမဟုတ်တောင်မှတချို့တပွက်ကမဲပင့်နေလဲလကားပါပဲကွာဆိုတဲ့ဟာမျိုးဒါခပ်ပေါ့ပေါ့ စဉ်းစားတာမျိုးတွေရှိခဲ့ပါတယ်အဲ့တော့လာမယ့်2015ရွေးကောက်ပွဲမှာလည်းဒါတွေမဖြစ်အောင်လို့ဒါဝိုင်းပြီးတော့လှုပ်ဖို့လိုလိမ့်မယ်ထင်ပါတယ်ဒါကြောင့်ပြည်သူတွေမဲစင်းသွားကြည့်ဖို့မှန်ကန်တဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်နိုင်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်နိုင်ငံရေးပါတီအရက်ဖက်အဖွဲ့အစည်းတွေပြင်အမှုပညာရှင်တွေပါပါဝင်လာဖို့လိုအပ်နေတယ်လို့သုံးသပ်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျမအီမမမော်မှာ